အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football and live ရဲ့အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုလိုက်ပါတယ် ကောင်းမွန်သောမနက်ခင်းလေးဖြစ်ပါစို့ဒီနေရာကနေပြီးတော့စုမုံကောင်းတောင်းပေးလိုက်ပါရစေ။အဲ့ဒါကျွန်တော်ဒီနေ့မနက်မှာတော့ဒါကျွန်တော်တို့အပြောင်းရွှေ့မှာတော်တော်လေးကိုဆက်လက်ပြီးတော့လှုပ်ခတ်နေစေဖြစ်တယ်လို့ပြောလို့ရတယ်။ဒါကျွန်တော်မနေ့ညကမအိတ်ခင်မှာ Laurel White Way ရဲ့ဒါကျွန်တော် Manchester United သတင်းလေးကိုဒီနေ့မနက်မှာကျွန်တော်တင်ဆက်ပေးခြင်းနဲ့အဲ့တော့ဒါမနက်ခင်းမှာဒါ Manchester United အသင်းရဲ့သတင်းတွေမတင်ဆက်ပေးတော့ကြာပြီ။ပထမဆုံးအနေကြောင့်9နိုင်မှာပဲ United သတင်းတွေများနေတယ်။အဲ့တော့ဒါဒီနေ့မှာဒါမနက်ပိုင်းအစောပိုင်းမှာဒါကျွန်တော်တို့ Manchester United ပြောင်းရွှေ့နေပတ်သက်ပြီးတော့ update တဲ့ဥစားလေးကိုပြောင်းတင်ဆက်ပေးမှာပေါ့အဲ့တော့အဓိကဒီနေ့မနက်မှာဒါကျွန်တော်တို့အပြောင်းရွှေ့ update data က Tyson Mu နဲ့ပတ်သက်ပြီးတော့ Manchester United အသင်းကအပြောင်းရွှေ့တက်တယ်လို့ပြည်ရတယ်မပါဘူးဒါမှမဟုတ်ကျွန်တော် Manchester United အသင်းနဲ့ Brian M1 ပူရတာအပြောင်းရွှေ့နေပတ်သက်ပြီးတော့သူတို့အနေနဲ့ internal မှာဒါကျွန်တော်တို့ deadline တစ်ခုအနေနဲ့သတ်မှတ်လိုက်ပြီးဆိုရယ်သတင်းဒီပေါ်ထွက်ပေါ်လာခဲ့တယ်အဲ့တော့အဲ့ဒါလေးကိုနည်းနည်းလေး discuss discuss လုပ်မှာပေါ့အဲ့တော့ပထမဆုံးအနေနဲ့ Manchester United အသင်းနဲ့အခုလက်ရှိမှာဒါကျွန်တော်တို့ Tyson Mu ဒါအပြောင်းလဲအတွက်အခုချိန်မှာအလုပ်တွေ ဆက်လိုက်လုပ်နေတယ်လို့သိရတယ်မှာပါတယ်အဲ့ဒါကဘာကိုဆိုလိုချင်တာလဲ United အသင်းအနေနဲ့ခုလက်ရှိမှာဒါကျွန်တော်တို့တို့ရဲ့တိုက်စစ်မှုဖြစ်တဲ့ Rice Moon White Land သာရောင်းဖြစ်ခဲ့မယ်ဆိုရင်အဲ့ဒီကရတဲ့ပတ်စံနဲ့တိုက်စစ်မှုအသစ်ပြန်ဝင်มาဖြစ်တယ်ဆိုတဲ့သတင်းတွေတောက်လျှောက်ထွက်ပေါ်လာခဲ့တာဖြစ်တယ်အဲ့ဒါမနေ့ကညမနေ့ညနေ9နာရီကသတင်းမှာလေကျွန်တော်ခင်ဗျားတို့ကိုပြောပြခဲ့တဲ့အတိုင်းပဲဒီပုံစံတိုင်းပဲဖြစ်တယ်လို့ပဲပြောလို့ရတယ်တယ်မှာပါအဲ့တော့လက်ရှိမှာ Laura White ဘက်ကဒီသတင်းကိုတင်လာတဲ့အတွက်ကြောင့်တီယို1 level ရယုံလို့ရပြီလို့ဆိုလို့ရမယ်တယ်မှာပါတယ်အဲ့လက်ရှိမှာ Manchester United အသင်းက White Land ကိုသာရောင်းချဖြစ်ခဲ့မယ်ဆိုရင်ဒါကျွန်တော် budget ငွေရ ြီးပဲပြင်ရမယ်ငွေကြီးပဲပြင်ရခဲ့မယ်အခြေအနေသာရောက်ခဲ့မယ်ဆိုရင်တို့နဲ့အဲ့ဒီငွေကိုအသုံးပြုပြီးတော့လက်ရှိမှာကစားသမားတတိယတိုက်စမှုတတိယဝယ်ကိုဝယ်သွားမှာဖြစ်တယ်ဆိုတဲ့အကြောင်းကို Laura White ဘက်ကရေးသားထားတယ်လက်ရှိမှာ Ruben Amorin အနေနဲ့ဒါကျွန်တော်တိုက်စမှုဥဆောင်နိုင်မဲ့တိုက်စမှုဆက်စပ်တရားကိုလည်းအလိုရှိနေကြောင်းကိုသူ့ရဲ့ article ထဲမှာရေးသားထားခဲ့ရတယ်အဲ့တော့ပြောချင်တာလက်ရှိမှာ United အသင်းနဲ့ White Land ကိုရောင်းရောင်းလို့ရတဲ့ personal တိုက်စမှုတရားပြန်ဝယ်ဒါမှမဟုတ် White Land နဲ့ဒါကျွန်တော်ဒီကစားသမားတွေကိုအလဲထက်လို့ဒီလိုပုံစံမျိုးကို United ကရှေ့တိုးသွားဖို့ရှိတယ်ဒါပေမဲ့မင်းညက Laura ော့ white way ဒါပြောဆိုချက်မှာတော်တော်လေးကိုစိတ်ဝင်စားဖို့ကောင်းတာက United က white land ကရတဲ့ပတ်စံနဲ့ဒါကျွန်တော်ဘေကစားသမားကိုပြန်ဝယ်သွားနိုင်တယ်ဆိုတဲ့နာမည်တွေပါထွက်လာခဲ့တယ်။အဲ့ဒီကစားသမားနာမည်ကလက်ရှိမှာဒါကျွန်တော် Oliver Watkins ပေါ့နော်။ Oliver Watkins ကို Manchester United အသင်းနဲ့ဒီကြားထဲမှာချက်ပုံကိုရရကဒါကျွန်တော်ဆက်သွယ်ချိတ်ဆက်မှုတွေပြုလုပ်ထားတယ်။ Aston Villa နဲ့တော့ debt ချိတ်ဆက်ထားခြင်းမရှိသေးဘူး။ကစားသမား agent တွေတောက်လျှောက်ဆွေးနွေးမှုတွေကိုပြုလုပ်ထားခဲ့တယ်ဆိုပြီးတော့ Laura White ကသူ့ရဲ့ Twitter စာမျက်နှာပေါ်မှာဒါသူ့သူ့ရဲ့ဒါ Athletic UK article ရတာ blog မှာရေးသားလာခဲ့တာတွေ့ရမယ်အဲ့တော့ Manchester United တင်းနေတာ Ollie Watkins ကိုဘာလို့လိုချင်လဲဆိုတာအဖြေက share နေ။ Why တိုက်စစ်မှုတယောက်ဖြစ်တယ်ဒါအသက်အရွယ်အဖြစ်တယ်အသက်အရွယ်ဖြစ်တော့နည်းနည်းလေးကြီးတာမှန်ပေမဲ့တကယ်တမ်းခုံရင်ခေါ်လို့ရနိုင်မဲ့ကစားသမားရဲ့တယောက်ဖြစ်တယ်။ Ollie Watkins ကိုလက်ရှိမှာဒါစိတ်ဝင်စားနေ club တွေထဲမှာတော့ Arsenal ပါတယ်။ Arsenal တင်းနေကိုလက်ရှိမှာသူတို့ ဒါတာဂက်ထားနေတဲ့ဒါတိုက်ဆက်မှုတွေနှစ်ယောက်ကိုမရရင်တော့အိုလီဝါကင်းဘက်ကိုလှည့်လာမယ်ဆိုတဲ့သတင်းတွေတောက်လျှောက်ထွက်ပေါ်လာခဲ့တယ်။ဒါပေမဲ့အိုလီဝါကင်းကိုဒါဂျမတ်မဲရဲ့အာစနိုအသင်းကဒီအဲ့ပေါ့မနစ်ကဆောင်းရသည်ဒါကျွန်တော်နောက်ဆုံးအပြောင်းရွှေ့နေမှာပေါင်တန်း60နဲ့တရားဝင်ကမ်းလိုက်ခဲ့တယ်။ဒါပေမဲ့အဲ့တော့ကမမဲရဲ့ပြကျွန်တော်တို့ဒါအာ ဟက်စတွန်ဗလာအသင်းကညင်းပယ်ခဲ့တယ်။ဘာကြောင့်လဲဆိုတော့ဂျိုနသန်ဒူရန်ကိုလည်းအဲတုန်းကပူပူလောလောရောင်းထားပြီးသားဖြစ်တဲ့အတွက်ကြောင့်မလို့အကဲအိုလီဝကင်းကိုသာရောင်းရောင်းဖြစ်ခဲ့မယ်ဆိုသူတို့အနေနဲ့ဒါဘတ်ဂျက်အရဒါကျွန်တော်တို့မြောက်သွားတာဟိုဘတ်ဂျက်အရအများကြီးရမှာမှန်မင်းမဲ့ဒါပေမဲ့အသင်းရတိုက်စစ်မှုမရှိတော့တဲ့ပြဿနာကိုအက်စတွန်ဗလာအသင်းရင်ဆိုင်သွားရမှာဖြစ်တဲ့အတွက်ကြောင့်မို့သူတို့အနေနဲ့ဒါအဓိကဒါအိုလီဝကင်းကိုဒါကျွန်တော်မရောင်းဖြစ်ခဲ့ဘူးလို့ပြောလို့ရတယ်။ဒါပေမဲ့လက်ရှိမှာတော့ဒါ အဲအစုံမလာသိနေ PSR ရော FFP ရဲ့အခြေအနေတွေကြောင့်ဒါမနစ်ကသုံးဆွဲထားခဲ့တာအရန်ကြံတန်းသွားတဲ့အတွက်ကြောင့်မို့ရောဒါချန်ပီယံလိမဝင်သွားတဲ့အတွက်ကြောင့်မို့သူတို့အနေနဲ့အခုလက်ရှိမှာဇေယျကိုတော်တော်ရှော့အမင်ကမှာရှိအဲ့တော့ Oliver King ကိုလည်းလက်ရှိမှာဒါ Aston Villa သိနေမယောင်းသိမယောင်းကျင်ပင်းနဲ့ရောင်းလိုက်ရတယ်ဆိုတဲ့ပုံစံမျိုးတစ်ခုကိုလည်းဖြစ်သွားနိုင်တယ်ဆိုတဲ့ပုံစံမျိုးကိုကျွန်တော်တွေ့ရတယ်အဲ့တော့ Oliver King ရဲ့လက်ရှိဒါ value ရဆိုရင်ဒါ Euro တန်40ပဲရှိတယ် Manchester United သိနေဘယ်စင်းနဲ့ဘလူကန်လမ်းလဲဆိုတာကိုလက်ရှိသတင်းတွေရ update တော့မတွေ့ရသေးဘူးဒါပေမဲ့လက်ရှိနောက်ဆုံး update သတင်းတွေရ ာဆိုရင်တော့ဒါကစားသမားကိုပုတ်ကူရေးရာသဘောတူညီမှုရဖို့ဒါ Manchester United အသင်းအရင်ဆုံးကြိုးစားဖြစ်တယ်အဲ့တော့ United အသင်းဘက်ကရှင်းနေပြအကဲအသင်းနှစ်သင်းကြားစကားပြောဖြစ်မယ်ဆိုရင်တော့မှ White Land ကိုအရင်ဆုံးရောင်းပြီးမှဒါကျွန်တော်တို့အသင်းနှစ်သင်းကြားစကားပြောပြီးမယ်လို့မြင်တယ် United ဘက်ကတော့ကျွန်တော်တို့ White Land ကိုမရောင်းသေးရတော့ Oliver King ကိုမပြောနဲ့ကြားတိုက်စစ်မှုနောက်တစ်ယောက်ခေါ်ဖို့အတွက်ကလက်ရှိမှာအလံဝေးသွားမယ်လို့မြင်နေတယ်မှာပါဒါပေမဲ့ Oliver King က Manchester United အသင်းရဲ့ဒါခေါ်ယူခြင်းနဲ့တိုက်စစ်မှုတွေတဲကတယောက်ဖြစ်ပြီးတော့ဒီ list ထဲမှာတခြားသောတိုက်စစ်မှုတွေလည်းပါတယ်လို့သိရတယ်မှာပါတယ်အဲ့လားလက်ရှိမှာ ော်အားလုံးရဲ့ဒါကျွန်တော် epicenter ပေါ့နော်အားလုံးရဲ့ဒါကျွန်တော်အလေဘဟုချက်ဖြစ်နေတာကတော့ white land ဖြစ်တယ် white land သာ manchester united အသင်းကမထွက်ဘူးဆိုရင်ဘာမှလုပ်လို့ရနိုင်မယ့်အနေထားမှမရှိဘူးဒါကရရှိ united ရဲ့ situation ဖြစ်တယ်အဲ့တော့ဒီနေရာမှာ united ဘက်ကဘာလုပ်ဖို့ကြိုးစားခဲ့လဲဆိုတော့ rashford နဲ့ oi working ကိုအလေးလေလုပ်ဖို့လည်းစဉ်းစားခဲ့တယ်လို့သိရတယ်တော့မှာပါတယ်ဒါပေမဲ့ aston villa အသင်းကဒါ rashford ကိုတော်တော်လေးကိုသဘောကျနှစ်သက်ပေမဲ့ rashford ကိုအပီးတိုင်ဝယ်ယူမယ်ဆိုရင်တော့မှသူ့ရဲ့လောက်ခလာစာမြင်မှကြောင့်မလို့ဒါ oliver king နဲ့ rashford နဲ့အလေးလေကဖြစ်ဖို့တော့ရာခိုင်လို့နေတယ်အဓိကလောက်ခ လာစာကြောင့်ဝန်ရက်ရှိုးရဲ့လောက်ခလာစာအပြစ်ကိုလာကျွန်တော်တို့ Aston Villa အသင်းကမပြီးနိုင်ဘူးလက်ရှိမှာလည်း Champion League လည်းဝင်ထားအောင် Europa League ပဲဝင်ထားတဲ့အတွက်ကြောင့်မို့လက်ရှိအခြေအနေဒီနောက်ဆုံး second ဆက်ဆက်ရဆိုရင်တော့ဒါ Aston Villa အသင်းနဲ့ဒါ Ratio နဲ့ Oliver King ကိုလဲမယ်ဆိုရင်တော့မှသူတို့အနေနဲ့မလဲနိုင်တဲ့ပုံပေါ့ဟိုလွတ်ခလာစာကြောင့်မလဲနိုင်တဲ့ situation တစ်ခုကို Manchester United ကဒါအာ ့ Aston Villa ဖြစ်တယ်အဲ့တော့ပြဿနာကလက်ရှိမှာ Manchester United ကသူပြဿနာတွေသူရှိတယ်ဒါကျတော့ Aston Villa အသင်းကလည်းသူပြဿနာတွေသူရှိတယ်အဲ့တော့လက်ရှိမှာ Manchester United အသင်းအနေနဲ့ပြန်ကြည့်မယ်ဆိုရင်ဒီအပြောင်းရွှေ့အတွက်က United ကတော်တော်လေးကိုစိတ်ဝင်စားဖို့ကောင်းတယ်အပြောင်းရွှေ့တစ်ခုဖြစ်လာတယ်ဒါပေမဲ့လက်ရှိ situation အရဆိုရင် United အသင်းက Oliver King ကိုရသွားမယ်ဆိုတော့မစိုးဘူးလို့ပြောလို့ရတဲ့အခြေအနေတစ်ခုပြင်တယ်အဲ့တော့ဆိုအစားသမားအနေနဲ့အသက်အရွယ်ကြီးမလာမယ်လက်ရှိမှာပြန်စစ်နာကြအောင် United စီကိုရောက်လာတဲ့တိုက်စစ်မှုတွေခုနောက်ပိုင်းမှာအသက်ကြီးတဲ့ကောင်တွေကပိုကောင်းတယ်လက်ရှိမှာဒါ Addison Cavani ဆိုလည်းအသင်းအတွက်တကယ်ကို contribution တွေအများ ကြီးလှုပ်သွားခဲ့တာကိုတွေ့ရမယ်တဲ့မှာအဲ့တော့ဘယ်လိုပဲပြောပြတာကျွန်တော်တို့ဘလူးဘေးပြော United အသင်းတွက်ခါတာကျွန်တော်တို့ Oliver Kin သာရောက်လာမယ်ဆိုရင်တော့တကယ်တမ်းဈေးသက်သက်တမ်းမှာလက်ရှိပေါင်တန်း30နဲ့40ကျားနဲ့တကယ်ရောက်လာခဲ့မယ်ဆိုရင်တော့ဒီအပြောင်းရွှေ့က United အတွက်တော်တော်လေးကို favor ဖြစ်သွားနိုင်တဲ့အပြောင်းရွှေ့လို့ကျွန်တော်အနေနဲ့ပြောလို့ရမယ်တဲ့မှာပါပါတယ်အဲ့ဒါလေးကိုဆက်လက်ပြီးပြောရမယ်ဆိုရင်တော့ Manchester United အသင်းအနေနဲ့ဒီကြားထဲမှာ Fabrizio Romano ရဲ့အဆိုအရဆိုရင်တော့ United အသင်းအနေနဲ့ဒါကျွန်တော်ဖတ်မိရတော့ဆိုရင် ဂျနသန်ဒူရန်ကိုဒါကျွန်တော်တို့တရဝင်ကမ်းလှမ်းမှုပြုလုပ်ခဲ့တယ်လို့လည်းဖတ်မိရတယ်မှာပါတယ်ဂျနသန်ဒူရန်ကဒါမန်ချစ်စတာယူနိုက်တက်အသင်းနဲ့ဒါဖီနာဘာချီကိုမတွားခင်မှာဒါကျွန်တော်တို့မန်ချစ်စတာယူနိုက်တက်အသင်းကိုလာဖို့အတွက်တရဝင်ကမ်းလှမ်းမှုတချို့ကိုပြုလုပ်ခဲ့တယ်ဆိုတဲ့သတင်းကိုကျွန်တော်တို့ဖတ်မိရတယ်မှာပါတယ်ဒါပေမဲ့ဒီသတင်းကိုတော့လက်ရှိမှာဒါဖာဘီဂျိုရိုမာတို့သူ့ရဲ့ YouTube podcast မှာရေးသားထားခဲ့တဲ့ကြောင့်မို့လို့ပြော ပြောဆိုသွားခဲ့တဲ့အတွက်ကြောင့်မလို့ဒါမဆိုးလာတဲ့အခြေအနေတခု United ဖန်တီးခဲ့တယ်လို့ပဲဆိုရမှာအဲ့တော့ Jonathan Duran နဲ့ကိုဒါကျွန်တော်တို့မှတ်မဲ့ရ Manchester United အသင်းနဲ့ဒါကျွန်တော် Fenerbahce မှာခေါ်ခဲ့မှာဒါကျွန်တော်တို့အမ် sorry club Anasazia နေပြီးတော့တရားဝင်တာကျွန်တော်ကြားဖြတ်ခေါ်ယူဖို့အတွက်ကြိုးစားခဲ့တယ်ဒါပေမဲ့ကစားသမားနဲ့လက်ရှိမှာ Fenerbahce ကိုပဲပြောင်းရွှေ့ဖို့အတွက်စိတ်အားထက်သန်နေပြီသူကျွန်တော်ထင်တာပေါ့နော်ကစားသမားဘက်ကပြန်ကြည့်မယ်ဆိုကစားသမားကသူ့ရဲ့ comfort zone တွေကမထွက်ချင်တော့ဘူးထင်တယ်ကျွန်တော်ထင်တာလားမျက်စိချင်ပြောမှမဆိုရင်တော့သူ့အနေနဲ့ Premier League မှာသူဆော့ခဲ့တာဒါမဆိုးဘူး Jonathan Duran ရဲ့အသွေးကိုတကယ်ကိုလမ်းပြန်ခွက်ခဲ့တယ်ပေါ့နော်သူ ဲ့ goal catalog ကလည်းတော်တော်လေးကိုမိုက်ခဲ့တယ်ဒါပေမဲ့သူ့အနေနဲ့သူ Premier League ကိုပြန်မသွားခြင်းမူရတယ် United ဘက်ကတော့ကျွန်တော်ကြားထဲမှာဒါကျွန်တော် Fabrizio Romano ရဲ့ပြောပုံရဆိုရင်တော့ဒါ Finnabachi ရဲ့လက်ရှိ Here we go သွားခဲ့တယ်ပူပူလောလောတိုက်စစ်မှုကိုဒါကြားဖြတ်ခေါ်ယူဖို့တော့ကြိုးစားခဲ့တယ်အခြေအနေတွေလည်းကောင်းခဲ့ပေမဲ့ဒါကျွန်တော်လက်ရှိဒါကစားသမားကိုယ်တိုင်က Finnabachi ကိုပဲရွေးချယ်ခဲ့တဲ့အတွက်ကြောင့်မူ United တင်တဲ့ဒါကျွန်တော် Jonathan Duran ကိုမရခဲ့ဘူးလို့သိရတယ်အဲ့တော့ဒီနောက်ွယ်မှာဒါကျွန်တော်နောက်ထပ်တစ်ခုအနေနဲ့ Jonathan Duran ကိုမရခဲ့တဲ့အခြေအနေက Manchester United ဘက်ကကျွန်တော် Jonathan Duran ကိုသူတို့အနေနဲ့ White Lang ကိုအရင်ရောင်းချပြီးမှသာ Jonathan Duran ူရန်ကိုခေါ်ယူနိုင်မယ်ဆိုတဲ့ကိစ္စကကျွန်တော်တန်ဒူရန်အတွက်ဒါကျွန်တော်တို့အဲဆွတ်ရှော့တစ်ခုဖြစ်ခဲ့လို့သိရတယ်တော့ပါသူအနေနဲ့ဒါအသင်းပြောင်းမယ်ဆိုတော့အခုလက်ရှိမြန်မြန်ဆက်ဆက်ဒါကျွန်တော်မြန်မြန်ပုံစံမျိုးပြောင်းမှုအတွက်ဒါအရန်ရေးကြည့်တဲ့သူတွေမြင်ရတယ်မှာပါတယ်အဲ့တော့မြင်ကြည့်တာကစားသမားနဲ့အော်နာစာမှာဆက်ဆက်လက်ပြီးကြကြမနေဂျင်တော့ရတဲ့ကြောင့်မဒီဆုံးဘက်ချက်ကိုလုတ်ခိုင်းဝင်ရတယ်ဒါကြောင့်မို့ဒါမန်ချက်စတာယူနိုက်တက်အသင်းကနေဒါကျွန်တော်တန်ဒူရန်အပြောင်းရှိမှလည်းဒါရှေ့မတူးခဲ့ဘူးလို့ပြောလို့ရတယ်ဒီမှာပါပါအဲ့တော့ယူနိုက်တက်အသင်းကခုလက်ရှိမှာတေချာတစ်ခုကတော့ဝိုင်လန်အယောင်ဖြစ်ဖို့အတွက်အကြီးကျယ်ကြိုးစားနေတဲ့ပုံပါပဲဝိုင်လန်အယောင်က United အ အသင်းရဲ့လက်ရှိတိုက်စစ်မှုအပြောင်းလဲတွေအတွက်အများကြီးအများကြီးအနာဂတ်မှာရေးပါလာမယ်လို့ပြောလို့ရတယ်။အဲ့တော့တေးကြာတကူက Wildland နဲ့ Manchester United နဲ့ဇက်ကတော့ United ဘက်ကတော့ပြီးဆုံးပြီလို့ပြောလို့ရတယ်။ Wildland ကတော့အခုချိန်ထိဒါကျွန်တော်တည်ကြတဲ့အတိုင်းပဲအာကစားသမားဘက်ကတော့ဒါတိုက်ပွဲဝင်မှုအတွက်အခုချိန်ထိဒါကျွန်တော်စူးစမ်းနေမှုအတွက်အဲ့ အစားသမားဘက်ကတော့၆လောက်လက်ရှိမှာဒါတိုက်ပွဲမှုမှုတော့ကြိုးစားနေစေဖြစ်တယ်ဆိုတော့လုံးဝညင်းစရာမလိုဘူးလို့မြင်တယ်ပေါ့။တော့ပါပဲ။ဘောလုံးပွဲတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ Youth Sport Media 3.0နဲ့ TV4U တို့မှာအကျဉ်းလူစံပါဝင်ကွန်ယူလို့ရပါတယ်။မြန်မြလေးလေးကလစ်ဖို့မမိကြပါနဲ့ဦး။အားလုံးပဲကောင်းမွန်သောဒီလေးတနေ့ဖြစ်ပါစေလို့ဆုမွန်ကောင်းတောင်းပေးနေပဲ။ကျွန်တော်တို့ဒီနောက်နေ့မှာအေးစစ်စစ်တွေ့ကြတာပေါ့။အဲ့တော့ဒါကျွန်တော်တို့မနက်ခင်းပြောင်းရှုမှာဒါကျွန်တော် Manchester United အကြောင်းပြောရတာကျွန်တော်တို့ဒီနှစ်ပတ်တုန်းကပထမဆုံးပြောလို့ရရတယ်ပေါ့နော်။ဘယ်လိုပဲပြော အားလုံးကောင်းမွန်တော်မနေခင်အခုနောက်ပိုင်းဒါအေးရတာအရန်နောက်ကြရတဲ့အကြောင်းကျွန်တော်အနေနဲ့ဒါသတင်းလေးတင်တာနောက်ကြရလဲခွင့်လွတ်ပါလို့ပြောရင်းနေပဲကျွန်တော်တော့ငပြပါဦးဒီပါဗျာ